မော်မီနယ်မှာစေအုပ်စုကခွေးပြုတ်ပေးထားတဲ့လောင်စာဝိုင်းတွေတပြည့်ပြည့်များလာပြီးတော့လူငယ်တွေနဲ့ကလေးငယ်တွေကိုလောင်စာဝိုင်းတွေမှာတွေးရများလာတယ်လို့မြို့ခံအချုပ်ထံကနေသိရပါဗျ။ရခင်ကပွဲတော်နဲ့ရက်ကြီးခါကြီးနေမျိုးတွေမှာဆက်ပွဲတွေနဲ့တူ လောင်စာဝိုင်းတွေပြုလုပ်လေးရှိပေမဲ့အာနာတိမ့်ပြီးတဲ့နောက်ပိုင်းမှာစေအုပ်စုနဲ့လောင်စာဒိုင်တွေလက်ဝါချင်းရိုက်ပြီးတော့ယာဒီမွေဆက်ပွဲတွေနဲ့တူလောင်စာဝိုင်းတွေထည့်သွင်းနေကြတာပါ။ လက်ရှိကြေးလက်ဒေတာတွေတာမကပြည်နယ်ရဲ့မြို့တော်မော်လမြိုင်မြို့ပေါ်မှာတောင်တွင်တွင်ကျကျနဲ့လောင်းကစားဝိုင်းတွေကိုစေအုပ်စုတွေကခွင့်ပြုပေးထားတယ်လို့မြို့ကအချို့ကပြောပါဗျာ။သူတို့တင်ကြင်ပြီးတာဟိုအရင်တော့ဆိုတာကျွန်တော်တို့ရက်ကွက်ပွဲရှိမှလို့ဟိုဘုံကြီးကြောင်းငားတဲ့ပွဲရှိမှလို့ပွဲတွင်တာအခုကအဲ့လိုမျိုးမဟုတ်ဘူးသူတို့ကခွင့်ရရလို့ပွဲတွင်တယ်ပြီးွားအင်္ဂလိပ်ဝိုင်းပေးတာကစားဝိုင်းကြီးတော့တရုတ်ကောမှာပဲရှိနေတယ်ဆိုရင်တော့၄၅၀လောက်လိုက်တက် တဝိုင်းကိုကြာတော့ခုံတစ်ခုံကိုသူက၄သိန်း၃သိန်းယူတယ်။တညမျိုးတဲ့ဘက်မှာပေးတဲ့ကကြောင့်ဟိုနောက်ပိုင်းမြင်ရတာကလေးတွေကစားအကြီးအင်္ဂလုံဆွဲလာတဲ့ပုံစံဖြစ်တယ်လေ။သူတို့ပုတ်ကိုရရင်ကျွန်တော်မြင်တော့ဘူးနော်။အဲ့ဒီအင်္ဂလုံမှာမှပဲသဆော့တာများလား။လောင်စာဝိုင်းကျင်းပတဲ့နေရာတွေဟာမြို့ပေါ်ရက်ွက်တွေမှာဖြစ်တဲ့အတွက်ညကြီးအချိန်မတော်စူညံတန်တွေကြောင့်ပတ်ဝန်းကျင်တွေအနှောက်အယှက်ဖြစ်နေရတယ်လို့သူကဆက်ပြောပါဗါတယ်။အဲ့ဒီလောင်စာဝိုင်းတွေကိုစစ်သားရဲတွေအပြင် စေအုပ်စုထောက်ခံအဖွဲ့တွေဖြစ်ကြတဲ့ပြူစောတီပြည်သူစစ်တုကပါရဲဘော့တွေနဲ့လုံခြုံရေးယူပေးနေတယ်လို့မြို့ခံအချို့ကပြောပါရယ်အခုလိုကြက်တဲနေတဲ့ကာလမှာလောင်စာဝိုင်းတွေကိုခွေပြုတ်ပေးနေတာလူငယ်တွေနိုင်ငံရေးကိုစိတ်မဝင်စားအောင်လို့စေအုပ်စုကရည်ရထားပေမဲ့လက်တွေ့မှာတော့ခိုးဆိုးလူရဲမှုတွေပဲပုံများလာတယ်လို့တုံ့တက်ပြောဆိုမှုတွေရှိနေပါရယ်တရားဥပဒေစိုးမိုးမှုကလည်းမရှိဘူးထင်ကြတယ်မထိန်သိမ်းနိုင်ဘူးတစ်ဖက်မှာလက်စားနေတဲ့အတွက်ကြောင့်မလို့က ဒီလိုမျိုးဆူးလာတဲ့အချိန်တွေတဖြည်းဖြည်းနဲ့ပုံဆူးတာမှာပဲဒီလူငယ်တွေကလည်းတဖြည်းဖြည်းနဲ့လမ်းဟိုလမ်းကြောင်းတွေပြောင်းလာမယ်သူတို့တွေအတွေးတွေအမြင်တွေမှားလာမယ်အဒီဘက်မှာတာယာလာမယ်အာဆွဲလန်းလာမယ်ပေါ့နော်ဒါကဟိုကျွန်တော်တို့ဟိုမတိမတာဘူးဆိုပေမဲ့တဖြည်းဖြည်းနဲ့ကြာလာလို့ရှိရင်ဒါကြီးကပိုဆူးလာနိုင်တယ်ပေါ့နော်ကိုနောက်ဆက်ပြေဆိုဒီကောင်တွေကနေပြီးတော့မှလို့လူလူရက်တာတွေပြန်ပေးဆွဲလို့ဟာမျိုးတွေဒါလည်းတဖြည်းဖြည်းဖြစ်လာမှာပေါ့အဲ့ဒီလောင်စာဝိုင်းတွေခွင့်ပြုပေးနေတဲ့တူတွေဟာ ထွေးအုပ်ရဲစစ်တပ်ကအရာရှိပိုင်းတွေနဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကအဓိကဥဆောင်တူတွေဖြစ်ပြီးတော့အချို့မြို့နယ်တွေမှာကြက်ခန့်ရေးပါတီခေါင်းဆောင်အချို့တွေပါဝင်ပတ်တက်နေတယ်လို့ပြောဆိုနေကြပါဗျာ။